င်္ဂလာပါဒီနေ့မနေ့မှာပြောပြမယ့်ဂျပန်သတင်းကတော့ဂိမ်းကိုဘောဝါကြီးမှတ်ပြီးကိုကောင်မလေးကိုတတ်လိုက်တဲ့ဂျပန်သားတစ်ယောက်ရဲ့သတင်းကိုပြောပြသွားမှာဖြစ်ပါတယ်မြန်မာပြည်လည်းသတိထားတင်နေပါတော့သူကဂိမ်းမဲ့ဆော့နေတာဘာမှအရှုပ်ရှိမရှိဘူးစိတ်ချရတယ်ဆိုပြီးလည်းနေလို့မရပါဘူးဂိမ်းဆော့တာများပြီးတော့ဂိမ်းကြောင်ကြောင်နေပူဆိုးနေနိုင်တယ်ဆိုတဲ့သတင်းကိုပြောပြသွားမှာဖြစ်လို့သေချာနားထောင်ပေးပါနော်ဂျပန်လူလူကတော့ဒီသတင်းပေါ်ထိတ်လန့်ခဲ့ပြီးတော့လူငယ်တွေရဲ့ဂိမ်းကြောင်လုံးကလူတက်မှုတွေဖြစ်လာတဲ့ပေါ့ဂိမ်းတစ်ခုနဲ့လက်တွေ့ပေါ်ကကိုယ့်ရဲ့ချစ်သူကိုတော့မမြင်တော့တဲ့အထိ မိုက်ကန်းမှုပေါ့အပြစ်တင်လာကြတာကိုတွေ့ရတယ်ပေါ့နော်ဖြစ်စဉ်ကအာဟီချီစီင်စုအီချီနိုမီယာရှိမှာပေါ့နော်အီချီနိုမီယာမြို့မှာအထက်တန်းကျောင်းသူတွေအသက်ခံရတဲ့ဖြစ်စဉ်မှာတရားခံကိုမိသွားပြီးတော့တရားခံအရင်ကတည်းကမကြည်နဲ့တာတွေရှိတယ်ဒေါသထွက်မိတာရှိတယ်ဆိုပြီးရဲကိုပြောပါတယ်အဲ့ဒီလူတသမားက22နှစ်အရွယ်လူငယ်အလုတ်လက်မဲ့တယောက်ပါပြီးခဲ့တဲ့လ26ရက်နေ့ကသူ့ရဲ့အိမ်မှာတိုဂျိုသူ16နှစ်အရွယ်အထက်တန်းကျောင်းသူတွေကိုကျောင်းသူတွေရဲ့လေဘင်းနောက်ဓာတ်နဲ့အဆက်မပြတ်ထိုးသွင်းတက်ဖြတ်လိုက်တယ်လို့သိရတာသိရပါတယ် ရဲကမင်းလောက်လိုက်တာမလားလို့မင်းညံ့မှုပေါ့တရားခံဝန်ခံတာပါလေသူတို့နှစ်ယောက်ကလွန်ခဲ့တဲ့လေးနှစ်ခရီးက online ဂိမ်းဆော့ရတာနှစ်ယောက်သားတိကျွမ်းလာတာလို့သူကပြောပါလေစကားမဆက်ပြောရမယ်ဆိုရင်ယနေ့ခေတ်လူငယ်တွေကပေါ်ပင်ပေါ့နော်ဂိမ်းဆော့ရင်းနဲ့ရည်စားထားရတာကိုပေါ်ပင်လို့မျိုးလောက်လာကြတာကိုတွေ့ရပါလေဂိမ်းဆော့ရင်းကနေရည်စားတွေဖြစ်ဖြစ်ပြီးတဲ့နောက်မှာကောင်လေးရဲ့အိမ်မှာဂိမ်းကစားရင်းနဲ့စကားထများကြရာကဂိမ်းယူယူဂိမ်းကြောင်ကြောင်နေတဲ့ဒီဂျပန်သား ်သူ့ရဲ့စိတ်ကလည်းပုံမှန်မဟုတ်တော့တော့ဘူးနော်ညာဒီမနဲ့ဒီဂိမ်းကြီးစော့ပြီးတော့အေးအေးလေးမောတော့လူကလည်းကောင်းနေပုံမှန်အဲ့ကောင်လေးကထပြီးတော့ခုလိုမျိုးလူတက်တာပါအရင်ကတည်းကဂိမ်းနဲ့ပတ်သက်ပြီးတော့သူ့ကောင်မလေးပေါ့မကျေနပ်တာရှိရဲစကားများတာတွေရှိရဲဆိုပြီးတော့ဒီဂိမ်းကြောင်လေးကပြောတယ်ပေါ့နော်ဂိမ်းကနေပဲကြီးသားတွေဖြစ်ဂိမ်းကနေပဲစကားများဂိမ်းကြောင့်ပဲလူသက်ရတဲ့အထိလို့ရအောင်ဂိမ်းနဲ့လက်တကယ်လက်တွေ့အပြင်ပေါ်အောင်မခွဲနိုင်အေးရေးမောမှုတွေကလည်းရှိဒီလိုလောက်ရကိုလှုပ်သိမလှုပ်သိနေတဲ့အထိမစင်းစားနိုင်တော့တဲ့အထိအောင တာမန်စိတ်မဟုတ်တော့ပဲဂိမ်းဆွဲဂိမ်းကြောင်ကြောင်နေရလို့ပြောရမှာပေါ့နော်အခုတော့လူတက်မှုကြောင့်သူထောင်ထဲဆိုင်ရတော့မယ်ထောင်ထဲဆိုင်ရရင်တော့ထောင်ထဲမှာတော့ဂိမ်းဆွဲရမှာမဟုတ်လို့ဂိမ်းပြတ်သွားတဲ့အချိန်ကြာတော့မှသူ့ရဲ့လုံရက်ပေါ်စဉ်းစားမိနောင်နာရနေလာပါတယ်ထောင်ထဲမှာဆိုရင်တော့ဒါအေးလေးကွာစိတ်ကလည်းကြည်လင်လာမှာပေါ့နော်ဂိမ်းပြတ်သွားတဲ့သဘောဖြစ်သွားတော့အဲ့ဒီကြာတော့မှငါဂိမ်းတစ်ခုအတွက်နဲ့လူတက်မိတဲ့အထိယူကြောင်ကြောင်လုခဲ့ပါလားတွေးမိမယ်ထင်ပါတယ်ဂိမ်းသမားတွေကလည်းဆွဲသွားပြီဆိုရင်စီးသမားတွေလိုပဲပေါ့နော် ခုလိုမျိုးကြောင်တောင်လုပ်ခဲ့တာကြောင့်ဒါမြန်မာပြည်လဲတတိထားတဲ့တဲ့တရင်လေးကိုကျွန်တော်ဝင်ညပြောဆိုလိုက်တာဖြစ်ပါတယ်ကျွန်တော်ကတော့2018ကလေးကဒါ Facebook မှာလဲ Hana Sakari Japan ဆိုတဲ့ပေးမှာဂျပန်တရင်နေရေးတယ် YouTube မှာလဲ Yukimi Channel မှာဂျပန်တရင်ပီဒီယိုတင်ပေးပါတယ်ကျေးဇူးတင်ပါတယ်နော်